ရွာကလေးရဲ့ပီတိမော်လမွေးရဲ့မွေးစာဒီရွာကလေးဟာအင်ဂျင်90ဝန်းကျင်ပဲရှိတဲ့ရွာကလေးဖြစ်တယ်။မော်လမွေးဒုတိယတန်းရွေးမှာဇာတိရွာကလေးကိုခွဲခွာပြီးဇာတိရွာကလေးနဲ့ဆယ်မိုင်ကျော်အကွာ အဖေတောင်ဝန်ကြတဲ့ရွာကြီးမှာ အဖေအမိနဲ့အတူလိုက်နေရတယ်။ကြောင်းရက်ရှိပိတ်ပြီးဆိုတာနဲ့မော်လမွေးဟာဇာတိရွာကလေးကိုအိမ်မှာကြောင်းလာနေတဲ့အကိုဝန်းဝန်းနဲ့အတူပြန်တော့လာပါပဲ။ ဆယ်မိုင်ကျော်ခရီးကိုအကုတ်ဝန်းကွင်းနဲ့တူခြေချင်းလျှောက်ပြီးပြန်ကြရတာပါ။ခုနှစ်နှစ်ရှစ်နှစ်သားအရွယ်မှာဆယ်မိုင်ကျော်ခြေချင်းခရီးဆိုတာဘယ်လွယ်ပါ့မလဲ။ဒါပေမဲ့မောင်လူမွေးဟာအကုတ်နောက်ကနေအပြေးကလေးလိုက်ပြီးပျော်ရွှင်စွာဇာတိရွာကလေးကိုပြန်ခဲ့တာကြီးပါပဲ။ကုဇာတိဆိုတာတေကန်နင်းရီတောင်မမေ့ဘူးတဲ့ကွာ။ဒါကြောင့်ဇာတိချက်ကျွေမွေးရမြည်လို့စာရီရေးကြတာဗောလို့ရွာပြန်ခရီးမှာဆယ်တန်းကျောင်းသားအကူပြောခဲ့တာကိုအခုထိမှတ်မိနေစေဖြစ်ပါတယ်။မြို့ပေါ်မှာနေစဉ်က ကိုဇာတိရွာကလေးကိုတနေ့တစ်ခေါက်တောင်ပုံမှန်မရောက်နိုင်ခဲ့တဲ့မောင်လူမွေးဟာစစ်အာဏာသိမ်းပြီးတဲ့နောက်ကိုဇာတိရွာကလေးကိုတလားတစ်ကြိမ်နှစ်လားတစ်ကြိမ်မျိုးရောက်ပြစ်တက်ပါလေကိုရွာကလေးကိုလမ်းမြင်လိုက်ရပြီဆိုတာနဲ့ချစ်စိတ်ပျော်ရွှင်ကြည်နူးစိတ်လွမ်းမောစိတ်တွေဟာငငယ်တုန်းကလိုပဲအပြောင်းလဲမရှိခံစားရစေဖြစ်ပါလေမောင်လုံးမွေးကိုဇာတိကိုရောက်ပြတဲ့ဆိုရမှာစစ်ဆောင်ပညာရေးစစ်ဆောင်ကူညီရေးတွေအတွက်လှုံ့ဆော်ရင်းလမ်းရုံဝင်းအိတ်တဲ့သဘောလောက်ရောက်ပြတာများပါလေ ပြီးခဲ့တဲ့နှစ်ရွာချောင်းကကလေးတွေကိုအာဘေးစကားတခါသွားပြောတာလားဟုတ်ပဲကို့ဇာတိရွာကလေးရဲ့ပညာရေးကိုလှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းကြောចောင်းပရက်မှာတော့မောင်လမွေးဟာကို့ဇာတိရွာကလေးကဆီယာမ၄ဦးနဲ့တွေ့ဆုံဆွေးနွေးပြီးပညာဖြန့်ဝေမှုတွေလုပ်နိုင်ခဲ့လို့ကြေညာရပါတယ်။မောင်လမွေးတို့ငယ်စဉ်ကအင်ဂျင်90ဝန်းကျင်သာရှိတဲ့ရွာကလေးဟာခုချိန်မှာလဲအင်ဂျီ60ကျော်လောက်ပဲရှိပါသေးတယ်။တရွာလုံးနီးပါးကမောင်လမွေးဆွေမျိုးတွေဖြစ်နေလေတော့ရွာကចောင်းသူចောင်းသားတဝက်ကျော်ကလည်း မောင်လုံးမွေးရဲ့တူတူမတွေဖြစ်ပြီးတင်ကြားပေးကြတဲ့ဆရာဆရာမတွေတဲ့ကဆရာမနှစ်ယောက်ကလည်းမောင်လုံးမွေးရဲ့တူမနဲ့ညီမဖြစ်ပါလေစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စစ်ကြုံပညာရေးကိုလက်မခံဘဲပြည်သူအခြေပြုကျောင်းတွေဖွင့်ကြရမှာမောင်လုံးမွေးရဲ့ဇာတိရွာကလေးဟာကံကောင်းတဲ့ရွာကလေးဖြစ်ပါလေရွာကလေးကမူလာတဲ့ကျောင်းကို CDM ဆရာတယောက်နဲ့ CDM ဆရာမ၄ယောက်ကဖိဖိစီစီတင်နေကြတာကိုတွေ့ရတယ်မောင်လုံးမွေးနဲ့မစ်မွေးတို့က နှစ်ရက်တာတင်ကြားနေစနစ်တွေပို့ချရမှာဆီယာမ၄ယောက်စလုံးစိတ်အားထက်သန်ပြီးနောင်အားတဲ့အခါဒီလိုတင်တန်းမျိုးထပ်လုပ်ဖို့စိတ်ပါဝင်စားကြတဲ့အတွက်လဲဝမ်းသာရပါတယ်မောင်လူမွေးတို့ငငယ်ကရွာမှာ၄တန်းအောင်ရင်ကြောင်းထွက်ကြတာထုံးစံဖြစ်တယ်တချို့လဲနှစ်တန်းသုံးတန်းနဲ့ကြောင်းထွက်ကြပါလေလက်ရှိမောင်လူမွေးရောက်တဲ့အချိန်မှာတော့ကျောင်းနေရမယ့်အရွယ်အားလုံး grade 12အထိကျောင်းနေကြတာကိုတွေ့ရတယ်။ကိုရာမှာမရှိတဲ့အလေတန်းကစားပြီးအထက်တန်းအထိအနီးနားကရွာကိုသွားတက်ကြပါတယ်။ ။နောက်မိဘတွေရဲ့ပညာရေးကိုအားပေးမှုကလည်းအားရစရာဖြစ်တယ်။ Grade 6ကျောင်းသား2ယောက်ရှိတာ Grade 6ထိတော့ရွာမှာပဲဖြစ်အောင်ဖွင့်ကြရအောင်ဆိုပြီးမိဘတွေကတောင်းဆိုတဲ့။ဆရာဆင်မတွေကလည်းရောပြီးဝိုင်းသင်ပေးကြတာ။အဲ့ဒီကျောင်းသား2ဦးရဲ့မိဘတွေကကျောင်းလားကတလ9000လာထည့်လို့ပြန်ပေးရတယ်လို့ဆိုပါလေ။မောင်လမွေးဟာကိုစားတီရွာကလေးပညာရေးကိုအားပေးကြတာလိုက်စားကြတာတွေကိုမြင်ရတော့ကြည်နူးမဆုံးဖြစ်တာပေါ့။ ညာရေးတိုးတက်တာမှတကယ်တိုးတက်မှုအစ်စ်ဖြစ်တယ်လို့မောင်လုံးဝေးယုံကြည်တယ်။မောင်လုံးဝေးရွာကလေးကနေပြန်မဲ့ရက်မနဲ့အိယာထခါစားမှာကျောင်းသူကျောင်းသားတွေတန်းစီပြီးလမ်းအတိုင်းလျှောက်လာကြတာမြင်ရတယ်။ကျောင်းသားတိုင်းရဲ့နောက်ဆုံးမှာမောင်လုံးဝေးညမဆီယမကစောင်းပေါက်တလုံးစပိန်ပေါ်တင်ပြီးတွန်လာပါတယ်။တီလုံးတန်တဲ့အတူတချို့ကျောင်းသားတွေကကခုံလို့ရွာမှာအသက်60ရှိပြီဖြစ်တဲ့ဒူရီသော CDM ဆရာအိမ်ကိုသွားကြတော့ကြတာဖြစ်ပါတယ်။ကိုရွာရဲ့အသက်အကြီးဆုံး CDM ဆရာကို ဆရာဆင်မလေးတွေပါနောက်ကလာပြီးကျောင်းသူကျောင်းသားတွေနဲ့အတူကရော့ဖို့ပျော်ရွှင်စွာသွားကြတဲ့မြင်ကွင်းဟာမောင်လုံးမွေးရင်ကိုလှိုက်ခနဲဖြစ်စေခဲ့ပါတယ်။လူမြောက်နေမြေကပြည်သူအခြေပြုကျောင်းတိုင်းမောင်လုံးမွေးဇာတိရွာကျောင်းလေးလိုပျော်ရွှင်ကြစေခြင်းပါတယ်။ရဝေးရောက်နေတဲ့မိတ်ဆွေတိုင်းကိုလည်းကို့ဇာတိရွာကျောင်းကိုပြန်ပြီးမောင်လုံးမွေးလိုပီတိကိုခံစားစေခြင်းပါတယ်။မောင်လုံးမွေးတယောက်သာကံကောင်းထောက်မှပြီးကို့ဇာတိနဲ့ပတ်သက်တဲ့ပီတိကိုအခုလိုအခြေအနေမှာခံစားခဲ့ရတာပါ။ ကြေးရွာတိုင်းပညာရေးကိုပျော်ရွှင်လွတ်လပ်စွာသင်ကြားနိုင်ဖို့မောင်လူမွေးတို့စူးစမ်းကြရအောင်မှာဖြစ်တယ်လို့ရဲဝေးရောက်နေကြတဲ့သူတွေကိုယ်စားတိနေရာအသီးသီးကိုအလွမ်းပြေပြန်ကြဖို့ကတော့စစ်အာဏာရှင်ဖက်စစ်တပ်ပြုတ်ကြမှသာဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျာမောင်လူမွေး